โอเคဒီနေ့ကျွန်တော်အတူတကလေ့လာကြည့်မှာကတော့နားစင်သူတူမျှဝေထားတဲ့မောင်ဆိုးမင်းဆွေရဲ့ဘဝဟော့ကင်းဖြစ်ပါတယ်ဟုတ်ကဲ့ဒါကမြမရိုးရနခတ်ပညာနဲ့လက္ခဏာပညာကိုအခြေခံပြီးတော့တွက်ချက်ထားတဲ့ဟော့ကင်းတစ်ခုပါသူရဲ့မွေးဖွားခြင်းထောင်ကွာချော့စီလီနိုဝင်ဘာ20လီအင်္ဂါနေ့ည6နာရီတောင်တမ်းမြို့နယ်စင်တေဝါဆိုတဲ့အချက်လက်တွေပေါ်မူတည်ပြီးတော့ မောင်ဆူမင်းချွေဤဘွားဟော့ကင်းထဲကကောက်နှုတ်ချက်တီကိုကြည့်မှာပေါ့နော်။အင်းအဲ့ဒီအချက်တီနဲ့သူ့ဘွားရဲ့အတိတ်ပြီးဆိုပန်အနာဂတ်အပိုင်းတွေကို ကျမတို့လေ့လာကြည့်ကြမှာပါ။ဒီအတိတ်ကာလကိုယဉ်ကြည့်အောင်။အမ်အတိတ်ဝါဝနေ30တီပေါ့။ဟော့ကင်းမှာငငယ်တော့ကသူ့တမလန်ကချစ်ဆိုတော့ဂျာမန်ကြီးနည်းနည်းလေးအားနေခဲ့ပုံရလေဟုတ်လား။ဟုတ်ပါတယ်။အဲ့လိုဆိုထားတယ်။ပညာရေးမှာလဲဝိကတိဆိုတဲ့အတာစီလီတွေရှိခဲ့တယ်လို့ဆိုတယ်။ ဒါပေမဲ့အဲ့ဒါကိုကျော်လို့ပြီးနောက်ပိုင်းမှာစ조사လို့အောင်ရင်တယ်လို့လည်းပါတယ်ဟုတ်ကဲ့အသက်20ကျော်လောက်မှအလုပ်ဆလုပ်ပြီးတော့25နဲ့30ချားမှာတော့တည်ငြိမ်မှုရလာတယ်ပေါ့နော်အင်းအဲ့ဒီအသက်အပိုင်းချားမှာတည်ငြိမ်လာတယ်ဒါပေမဲ့အချီရေးမှာတော့အနုခတိထောက်ထက်ဆိုတဲ့အညောအယအစင်မပြေတာလေးတွေရှိနိုင်ခဲ့တယ်ပေါ့လေအလှလားဒါပေမဲ့အိမ်ထောင်ပြုဖို့အခွင့်ရေးတော့ပေါ်ခဲ့တယ်လို့ဆိုတယ်စိတ်ဝင်စားဖို့ကောင်းတာက မိခင်ရဲ့မေတ္တာကိုတော့အထူးရခဲ့တယ်ဆိုတဲ့အချက်ပဲမာတာမိခင်ဆိုပြီးဖော်ပြထားတာဟုတ်တယ်အဲ့ဒါကသူ့ဘဝအစာပိုင်းရဲ့အရေးကြီးတဲ့အားတရက်ဖြစ်လာပါတယ်ငယ်ဘဝအခက်ခဲတွေကိုကြံ့ကြံ့ခံနိုင်ဖို့အဲ့ဒီမေတ္တာကအထောက်ကူပြုခဲ့ပုံရတယ်လို့ဒီဟော်ကင်းကညွှန်းချင်သလိုပါပဲဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့အတိတ်ကနေပစ္စုပန်ဘက်ကိုကူးချအောင်အသက်30ကနေအခု60ကျော်2025အထိပေါ့အင်းအခုလက်ရှိအသက်60နှစ်ပေါ့နော်ဟုတ်တယ်ဟုတ်ကဲ့အရာ အသက်120ရှေ့စေးတော်တန်းဆိုတာပါတယ်တော့ဂျမကြီးကောင်းနေတဲ့တဘောရှိတယ်။ဒါပေမဲ့အသက်ရွယ်ရကျိုးဆိုင်ရမယ့်အပိုင်းတွေလည်းထောက်ပြထားတယ်နော်။အယိုးအစစ်တို့သွေးပေါင်ခြင်တို့လိုမျိုးပေါ့နော်။အင်းတတိပြုအောင်ပါပေါ့။အလုကင်ပိုင်းမှာတော့အောင်မြင်တယ်။အထူးသဖြင့်လူမှုဆက်ဆံရေးအလုပ်တွေမှာပို့ပြီးတော့အောင်မြင်တယ်လို့ဆိုထားတယ်။ မင်္ဂလာအချင်းအခါတွင်ယတနာသုံးပါးဥထိပ်ထားလျက်ဆိုတဲ့စကားရပ်ကလည်းစိတ်ဝင်စားစရာပဲသူ့ရဲ့ယုံကြည်မှုနဲ့ဘဝအောင်မြင်မှုဆက်ဆက်ညီမှုမျိုးဟုတ်ပါစီဝါရေးအိမ်တော်ကြီးတွေကတင်းညင်းနေတာသမီးတွေနဲ့ပတ်သက်လို့လည်းအနုကထီထာအော်ထလခီလျက်ဆိုတော့အလားလားကောင်းတယ်လို့ဆိုလိုတာပေါ့ဟုတ်ပါရဲ့ပြီးတော့အသက်40နဲ့50ကြားမှာဘဟိုနေဝင်ဆိုတဲ့နက္ခတ်အယနိုင်ရရချာခီးတဲ့ပိုင်းတွားခဲ့နိုင်တယ်လို့လည်းဖော်ပြထားသေးတယ် ဲ့ဒီအကူပြောင်းကစိတ်ဝင်စားဖို့ကောင်းတယ်နော်ငယ်ဘောကအခက်အခဲနဲ့အခုလိုတည်ငြိမ်တဲ့အချိန်မျိုးရောက်လာတာဟုတ်ကဲ့ဟော်ကင်းကအဲ့ဒီလိုင်းချောင်းကိုညွန်ပြနေပုံပါပဲလို့ရကောင်းတယ်ယုံကြည်မှုတွေကကောင်းကျိုးပေးတယ်ဆိုတော့ရုပ်ရအမြင်ကိုလည်းထင်ထပ်နေပါတယ်အကောင်ရောတတိပြုရာရောမျက်ရန်အောင်ထည့်ဟောထားတာတွေ့ရတယ်ကဲအနာဂတ်ကိုစက်ကြည့်အောင်အသက်60ကျော်2025နောက်ပိုင်းအင်း ီမှာလဲအသက်၃၀ရှည်စီသောထနန်ဆိုတာထပ်ပါလာပြန်တယ်အသက်ရှည်ကင်းရှိနေတော့ပဲဟုတ်တယ်ဒါပေမဲ့နှလုံးတော်စီချိုးတော့လို့ယောဂါတွေကိုတော့အထူးသတိပြုရမယ်လို့ဆိုတယ်အသက်အရွယ်အရချစ်တတ်တဲ့ကျမကြီးတတိပိချက်တွေပေါ့စိတ်ဝင်စားစရာကဘာသာရေးဝิญญည်ရေးဘက်ကိုပို့ပြီးတော့စိတ်ဝင်စားလာမယ်တဲ့အငင်းစားပွားမှာငွေကြီးအခက်ခဲမရှိနိုင်ဘူးဆိုတာလေကောင်းတဲ့ချက်ပဲ မိသားစုနဲ့ဆက်ဆံရေးပိုကောင်းမယ်။ဟုတ်ကဲ့အိမ်ထောင်ဖတ်နေရောတာသမီတွေနဲ့ပါဆက်ဆံရေးပိုကောင်းလာပြီးသူတို့ရဲ့ထောက်ပံ့မှုကိုလည်းရမယ်လို့ဆိုထားတယ်။နိုင်ငံရဲ့ခြားခီးတွေလည်းထပ်တော့ရခင်ရှိသေးတယ်နော်။ရှင်းနိုင်ပါတယ်။ခြုံပြောင်းရရင်ဦးစားတာကောင်းပြီးအချမ်းမယ်ဆိုတော့ကိုတရပီ33နှစ်ခတ်ဆိုတဲ့အညွန်းနဲ့ဖော်ပြထားတာတွေ့ရပါတယ်။ဘဝနေဝင်ချင်းအိချမ်းမဲ့သဘောပေါ်။အားရစရာပဲ။ဒီဟော့ကင်းတစ်ခုလုံးကိုခြုံကြည့်လိုက်ရင်ဘဝဇလန်တပူလို့ပဲနော်။ ဟုတ်ပါတယ်အစပိုင်းမှာအခက်ခဲလေးတွေရှိမယ်ကြိုးစားမှုနဲ့ကြော်ဖြတ်မယ်လူလက်ပိုင်းမှာအောင်မြင်တည်ညွတ်မယ်အသက်ကြီးလာတော့ဘာသာတရားပို့လောက်ပြီးအေးချမ်းချမ်းနေသွားမယ်ဆိုတဲ့ပုံစံမျိုးပေါ့ဟုတ်ပြီ Hawking ရဲ့အနစ်ချုပ်မှာလည်းအဲ့ဒီချက်တွေပဲပြန်ပြီးတော့အဓိကထားပြောထားတာပါဟုတ်ပါတယ်ငယ်ဟွာအခက်ခဲကိုကြော်အောင်မြင်မှုတိဆောက်အနာဂတ်အေးချမ်းနေဆိုတာပေါ့ Hawking ထက်ကအချံဖြူချစ်တီကတော့ဘာဒီပါလေအကျံပြုချက်တွေကတော့ရေပူရေဆံပါတယ်၊ကျမ်းမာရေးဂရုစိုက်ဖို့ပုံမှန်စီစစ်ဖို့ ဘာသာရေးလုပ်ပြီးစိတ်ငင်းချမှုရှာဖို့မိသားစုဆက်ဆံရေးကောင်းအောင်ထင်းဖို့စသဖြင့်ပေါ့ဒီတိုင်းအတွက် line တင်တဲ့အချက်တွေပါပဲอืมပြီးတော့ဒါကရိုးရပညာရဟောထားတာဖြစ်လို့ပိုပြီးတိကျချင်တော့ဒေတာခံကျွမ်းကျင်နေဆရာတွေနဲ့တိုင်ပင်ဖို့လဲအကြံပြုထားတာကိုတတိပြုမိတယ်ဒါကလည်းလက်တွေ့ကြတဲ့အကြံဖြစ်ချက်တစ်ခုပါကဲဒါဒီအားလုံးကိုခြုံကြည့်လိုက်တဲ့အခါဒီလိုရိုးရဟောကင်းတွေရဲ့အသေးစိတ်ကြံမှုကတကယ်ပဲစဉ်းစားစရာပဲနော်ဟုတ်ကဲ့ ဒီဟောကင်းကနေကျမတို့မြင်လိုက်တာကတော့ဘဝဆိုတာအစောပိုင်းစင့်ခေါ်မှုတွေကိုယ်တိုင်ရဲ့ကြိုးစားမှုတွေနောက်ပိုင်းမှာယုံကြည်မှုဘာတိုင်ရဲ့ကိုင်းဆိုင်မှုတွေနဲ့ပုံပေါ်လာတဲ့ဆိုတဲ့ရိုးရအမြင်တစ်ခုကိုတင်ပြနေတာပါပဲဆိုတော့ဒီလိုကြိုတင်ဟောကင်းထောက်ခါတဲ့ဘဝလမ်းကြောင်းကိုတီးထားခြင်းကတော့อืม တိထားခြင်းကဟောကင်းကိုအပြည့်အဝယုံဒီဖြစ်စေမယုံဒီဖြစ်စေပေါ့လေလူတယောက်ကသူ့ဘဝရဲ့နောက်ပိုင်းအဆင့်တွေကိုဘယ်လိုချင်းကပ်မလဲပဝန်းကျင်နဲ့ဆက်ဆံရေးကိုဘယ်လိုထားမလဲဆိုတာတရားပေါ်မှာတက်ရောက်မှုတဆုံတရားရှိနိုင်မလားဆိုတာကတော့စိတ်ဝင်စားစရာအချက်တစ်ချက်ချင်းနေတော့ပါပဲဟုတ်ကဲ့စဉ်းစားစရာအချက်တွေအများကြီးပေးသွားတာပါပဲဒီနေ့ဆွေးနွေးမှုအထွတ်ဂျေဆုဟုတ်ကဲ့